ကြောင်းเสียပါခမည်းအကြောင်းเสียလားမဟုတ်ရင်ငါထင်တာမှန်တယ်နော်တင်ရပါပြီပြောပြောတော့ကျောင်းเสียပဲကောင်းပါလေကွာကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းဒါဒီငနေတန်းတင့်ခံနေရတယ်ပေါ့နော်ဒါပြည်သူတွေနဲ့အတူဒါထပ်တူဆေးဘင်ကောင်းဖြစ်မိပါတယ်ကျွန်တော်တို့လည်းတက်တဲ့ဘက်ကနေပြီးတော့ဟိုအကောင်းဆုံးဖြစ်အောင်လို့ကိုကြီးပေါင်းပေးသွားမယ်ကျူစွာပေးသွားမယ် ဆက်တယ်မကြပါနဲ့ကျွန်တော်တို့တွေအတူတူပြန်ပြီးတော့အဲအဲတို့ပြန်ပြီးတော့တို့အတူတူပြန်ပြီးတော့အအဆင်ပြေပြေနဲ့ပေါ့နော်အဲအဆင်ပြေတဲ့ဘဝတစ်ခုကိုတို့ချောင်းလိုက်ကြမှာကျိုးစားကြမှာလို့ပြောချင်ပါတယ်အားပေးချင်ပါတယ်ကျွန်တော်မှပညာကလွဲပြီးကျန်တာဘာမှမရှိပါဘူးငွေကြေးလည်းမပြည့်စုံပါဘူးကျွန်တော်တက်ထားတဲ့ပညာလေးနဲ့ကလေးတွေကိုပြန်ပြီးတော့ အလုတ်အကျွေးပြုတ်နေတာပါ။အဲ့တော့ငါးလားကျော်ငါးလားပြည့်သွားပြီပေါ့နော်။ဘယ်လိုနဲ့တွေ့ဆိုတော့ကျွန်တော်အမြင်ကတော့သူ့အမြင်နဲ့တွေ့တော့ထင်တာပဲ။သူများရတယ်ပြောကြတာအမြင်နဲ့တွေ့တယ်ပြောကြတယ်ရှိသေးတာအမြင်နဲ့တွေ့တယ်ပြောကြတယ်ရှိတော့ပေါ့နော်။ဟောဘယ်လိုလဲပဲတူတူပေါ့။အာကိုသားသမီးလေးဆိုတော့လေကိုသမီးလေးဆိုတော့ချစ်ရတာပေါ့နော်။ကျွန်တော်ဒရိုက်တာကိုညုံမင်းရဲ့အဲဖုတ် ထုတ်သိရထားဆိုတဲ့ပြဿတ်လေးပေါ့နော်အဲ့ဒီပြဿတ်လေးမှာကျွန်တော်ကကြောင်းဆရာအနေနဲ့ပါဝင်ပြီးတော့ကပြမှာဖြစ်ပါတယ်ခင်ဗျာပြောပါရဲနောက်ပြီးတော့ပြောပြမယ်အခုဒီပွဲတွေကကျတော့ကျွန်တော်ပရဟိတပွဲတွေပေါ့နော်ကျွန်တော်ငလီလန်တင့်ခံနေရဒေသမှာရှိတဲ့ပြည်သူတွေအတွက်ကျွန်တော်ကဟိုထောက်ပံ့ကူညီဖို့တော့ပေါ့နော်ရမုံငွေရှာပေးတဲ့ဒါရုပ်ရှင်ကပင်ဂီတအဲဖျော်ယိုပွဲဆိုတဲ့အခါကျတော့ဟိုကို့ပုံမှာကျေးဇူးရှိတဲ့ ဒါခုနှစ်တောင်းပြီးပြည်သူတွေကိုအဲသူတို့တွေပြန်ခက်ခဲရှိနေချိန်မှာကိုကကိုတက်ဆွမ်းတဲ့အမှုပညာတွေနဲ့ပြန်ပြီးတော့အဲကုညီခွင့်ရရတော့လည်းပီတိဖြစ်တယ်ပေါ့နော်ဟုတ်အဲကျွန်တော်တို့အမှုပညာရှင်တွေအားလုံးကလည်းဒါဒီငလေးတန်းတင်းခံနေရတယ်ပေါ့နော်ဒါပြည်သူတွေနဲ့အတူတူဒါထပ်တူဆေးဝင်ကောင်းဖြစ်မိပါတယ်အဲကျွန်တော်တို့လည်းတက်တဲ့ဘက်ကနေပြီးတော့ဟိုအကောင်းဆုံးဖြစ်အောင်လို့ကုညီပေါင်းပေးသွားမယ်၊ကျူစာပေးသွားမယ်။အဲစိတ်နဲ့မကြပါနဲ့ကျွန်တော်တို့တွေအတူတူပြန်ပြီးတော့အဲ အဲတို့ကလူပြန်ပြီးတော့တို့အတူတူပြန်ပြီးတော့အဲအဆင်ပြေပြေနဲ့ပေါ့နော်အဲအဆင်ပြေတဲ့ဘဝတစ်ခုကိုတို့ရှောက်လန်းကြမယ်တိုးတက်ကြမယ်လို့ပြောချင်ပါတယ်အားပေးချင်ပါတယ်အခုတော့တော့ကျွန်တော်လူမျိုးလေးဆောင်မတဲတော့မရှိပါဘူးကျွန်တော်တို့ဒီ TV program လေးတွေအားသာအစီအစဉ်တွေရပ်ဖြစ်တာမျိုးတွေရှိရနောက်ပြီးတော့ဒီတခြားသောဇလံတွဲလို့ဟောနော်အဲ့အရာလေးတော့ရေကူးဖို့တော့အဲပြောရတော့ရှိပါတယ်ခင်ဗျအဲ့တော့ငါးလကျော်ငါးလပြည့်သွားပြီပေါ့နော်ဘယ်လိုလဲတွေ့ဆိုတော့ကျွန်တော်အမြင်ကတော့သူ့အမြင်နဲ့တွေ့လို့ထင်တာပဲ ။အများကြီးလည်းပြောကြတာအမေနဲ့တူရလည်းပြောကြတယ်ရှိသလားအဖေနဲ့တူရလည်းပြောကြတယ်ရှိတာပေါ့နော်။ဟောဘယ်လိုလဲပဲတူတူပေါ့။အာကိုသားသမီးလေးဆိုတော့လေကိုသမီးလေးဆိုတော့ချစ်ရတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးမရှိသေးပါဘူးသမီးလေးကတော့အဓိကတော့သူ့အမေကိုပဲကတ်တာများပါတယ်ကျွန်တော်ကလည်းအဲ့လိုအမြင်သွားတာလာတယ်ဒီလိုကိစ္စရနေပေါ့နော်အဲကိစ္စရနေတခြားအလုပ်လုပ်ကိစ္စရနေပြစ်ထွက်လာတယ်များတယ်နောက်ပြီးတော့သမီးလေးကတော့အဓိကတော့သူ့အမေကတော့သူနဲ့အမြဲတမ်းမွေးကြတာတွေကသူရဲ့အမြဲအလိုရှိနေတဲ့အခါကျတော့ဒါသူကသူ့အမေကိုပဲအဓိကထားပြီးတော့ပေါ့နော်သူ့အမေကိုကတ်ဖြစ်တာများပါဘူးဟုတ်ကဲ့ကျွန်တော်ဒီအစီအစဉ်လေးက ဆိုလို့ရှိရင်တမင်ဂီတာပေါ့နော်ညီကိုမောင်နှမရေးလဲစောစောလေးနဲ့အများကြီးပဲဒါကိုအဆင်ပြေသလိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့အားလုံးအတူပေါင်ဝင်ကြတယ်နောက်ပြီးတော့ဒီအစီအစဉ်လေးကိုဒီကျွန်တော်အမျိုးသားကားဆိုင်မှာလာပြီးတော့တချို့အားပေးနေသလိုအဲတခြားသော TV channel တွေကလည်းထုတ် live ပေါ့နော် live ထုတ်နေပတ်သက်မှာဖြစ်တယ်နောက်ပြီးတော့အဲအဲအစီအစဉ်မှာပဲကျွန်တော်တို့ဒီငနေတန်းတင်ခံတဲ့ပြည်သူတွေအတွက်အလှူငွေတွေကိုကျွန်တော်တို့ကဒီ mobile banking တွေပေးရတယ်ပြီးတော့ mobile pay တွေရနေပြီးတော့ အဲလှူရနိုင်တယ်ဆိုတော့လေအားလေးကိုတက်တယ်မလို့ပေါ့နော်။ပေါင်းပြီးတော့ကုသပြီးကြပါအားပေးပေးကြပါဝဝင်ဝဝင်ပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကျေးဇူးတော်ကျွန်တော်ဘောမှာအများအားလို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်သတိသတိတရားနဲ့မမေ့ပဲသတိတရားနဲ့ချစ်ပေးခင်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအဲကိုတက်နိုင်တော့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ပိတ်သက်တွေကိုအတွက်ကိုဖြည့်ပေးခြင်းပါတယ်တိစက်ပေးပါဖြစ်ပါတယ်လို့ပြောခြင်းပါတယ်